ောင်ကျွမ်းမှုကိုထိန်းချုပ်နိုင်ခဲ့ပြီးဟုဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအမှုဆောင်ချုပ်ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဟောင်ကောင်ထိုင်းပိုမှလူနေ area တစ်ခုဖြစ်တဲ့ဝမ်ဖူကောင်မှမိလောင်ကျွမ်းမှုကိုမိသားသမားများမပင်မပန်းအားထုတ်ခဲ့ချပြီးနောက်ဖြည်းဖြည်းချင်းထိမ့်ချုံနိုင်ခဲ့ပြီလို့ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရာဒေတာ HKSA မှမှူးဆောင်ချုပ်ဂျွန်လီကကြတာပရီနေမှာပြောပါအထိတ် အဆောင်အုံ၃ခုခါမီးမလောင်တော့ဘဲကျန်းတဲ့၄ခုခါတော့မီးအဆနာ၄ထွေသာကျန်းတော့ရလို့ဂျွန်လီကသတင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်။တေဆုံးသူ၄၀အထိမြင့်တက်လာခါဒဏ်ရာရသူ၄၅ဦးရှိထားရလို့ဟောင်ကောင်မီးတပ်တပ်ဖွဲ့ကနောက်ဆုံးထုတ်ပြန်ထားပါတယ်။ဂဲဆယ်ရှိရအတွက်ရနိုင်သမျှအကူအညီအလုံးကိုဆေးလွတ်ထားခါမီးငိမ့်တက်ရှိပိတ်မိနေသူများကိုဂဲဆယ်ရှိဒဏ်ရာရသူများကုသရှိမိသားစုဝင်များကိုကူညီထ ောက်ပံ့ရေးနဲ့ဒီဖြစ်စဉ်အတွက်စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားဖို့ဌာနဆိုင်ရာတည်တည်ကိုညွှန်ကြားထားပါသည်။ဗုဒ္ဓဘူးနေမွန်းလွဲ2နာရီ58မိနစ်ခန့်ကမိမတော်သက်ဆာအကြောင်းကို HKSAR အစိုးရမှမိသားတပ်ဖွဲ့ထံအကြောင်းကြားခဲ့ကြပါသည်။ ညနေ6:22မိနစ်အချိန်မှာမီးလောင်ကျွမ်းမှုကအဆင့်5တို့ရောက်ရှိခဲ့ပါတယ်။ရခိုအချိန်မှာကဲဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေဆဲဖြစ်ပါတယ်။ဝမ်ဖူးကောက်မှာလူနေရဆောင်းအုံ၈ခုရှိပြီးတိုက်တစ်ခုကနေကျန်တဲ့တိုက်တွေထံမီးခူးဆက်သွားတာဖြစ်ပါတယ်လို့သိရပါတယ်ရှင်။